အားလုံးခုနှစ်သားသမီးမိတ်ဆွေများလုံးမင်္ဂလာပါခင်ဗျာအော်ဒီနေ့မှာကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့တနင်္ဂနွေသားသမီးတွေအတွက်ပေါ့နော်ဟောစတန်ဘဝတသက်တာမှာတွေ့ကြုံရမယ့်ကံစတာအဆိုးကောင်းတွေဟောကြားပေးမှာဖြစ်ပါတယ်ဒါကတော့အသက်အပိုင်းချလိုက်ပေါ့နော်ဒီဒီတနင်္ဂနွေသားသမီးမဆိုဟောရောက်ကြားပဲဖြစ်ဖြစ်မပဲဖြစ်ဖြစ်ဟာတနင်္ဂနွေသားသမီးတွေရဲ့အသက်အပိုင်းချလိုက်ဘဝမှာကံကောင်းဆုံးနှစ်တွေကိုကျွန်တော်အနေနဲ့ပြောပြပေးမှာဖြစ်ပါတယ် ါတော့ logran 10ပါးရပါเนาะကျွန်တော်တို့ကအကောင် logran 4ပါးရှိတယ်အစိုး logran 4ပါးရှိတယ်เนาะအကောင် logran တွေကတော့ရာတော့လို့ခေါ်တယ်ရာဟုတ်တက်ရောက်ပါတယ်တော့သူခံလို့ခေါ်တယ်တောက်ကြတက်ရောက်เนาะတော့ပတန်တာလို့ခေါ်တယ်တင်းငွေတက်ရောက်လာဘောလို့ခေါ်တယ်လာဘလို့ခေါ်တယ်တင်းနာတက်ရောက်ဒီ၄နှစ်ကတော့၄နှစ်စတိုင်လူတွေကအဆင်ပြေတက်တယ်အောင်မြင်တက်တယ်နောက်၄နှစ်တစ်ချမ်းကတော့ကျွန်တော်တို့အစိုးလောကရန်၄ပါပေါ့เนาะ အဲ့တော့ logarithm ချက်ပါမှာအကောင်း logarithm ၄ပါအဆိုး logarithm ၄ပါအဲ့တော့အဆိုး၄ပါကိုထားလိုက်ဒီနေ့ကတော့အကောင်း၄ပါနဲ့ပတ်သက်တဲ့အကြောင်းကိုပြောပြမှာဖြစ်ပါတယ်တနေ့ကလေဒါဒီနေ့နဲ့အကောင်း logarithm တွေကြုံတွေ့ရမယ်အသက်ပိုင်းခြားတယ်ပရမဟုစွာတနေ့ကလေဒါဒီနေ့နေနဲ့ဒီရာတော့လို့ခေါ်တဲ့ရာဥတ္တရအကြောင်းပေါ့နော်အဲ့တော့ကြံခဲ့တဲ့နှစ်တွေကနှစ်နှစ်သုံးနှစ်လောက်ဇက်တိုက်ဆိုးခဲ့ရင်တော့မှာပဲတနေ့တနေ့ကလေဒါဒီနေ့နဲ့အဲ့ဒီရာတော့ဆိုတဲ့တက်ရောက်ရာဟုတက်ရောက်ကိုရအောင်ဘွားတွေဘွားတစ်တီပြန်စရတယ် ဘဝအတိတ်ကနေပြန်ဆရတယ်။ကြံခဲ့တဲ့ဆိုးတဲ့အညာခိုက်တွေပြပြောက်ပြီးတော့အစကနေပြန်ဆရတာမျိုးတွေထူးထူးထောင်ထောင်ပြန်ဖြစ်လာတတ်တယ်။တစ်ချက်တည်းဒါမှကအဲရာတော့လို့ခေါ်တယ်ရာဟုတယောက်ယောက်နေရင်ယောက်ျားလေးမိန်းကလေးတွေနေနေအိမ်တော်တဲ့တွေနဲ့အထူးတည်ထားရတယ်။အိမ်တော်ရေးအရှုပ်ထွေးတွေတော့အခြေရေးအရှုပ်ထွေးတွေပေါပေါက်တတ်တယ်။လူမှုရေးနဲ့ပတ်သက်တဲ့အရှုပ်ထွေးတွေဖြစ်တတ်တယ်။အဲ့လိုအရှုပ်ထွေးတွေပြုတ်လုပ်ခဲ့ရင်တော့ကျန်တဲ့ရှေ့လာမယ့်နှစ်တွေမှာ ီးပွားဖြစ်မဲ့နှစ်တွေချမ်းသာမဲ့နှစ်တွေထိပေါက်မဲ့နှစ်တွေငွေလုံးရင်းနဲ့ဝင်မဲ့နှစ်တွေမှာလက်တွေပိတ်သွားတဲ့တဲ့အဲ့ဒီရာဟုတက်ရောက်ရာတော့လို့ခေါ်တဲ့ရာဟုတက်ရောက်အဝင်မှာအင်မတန်မှအရေးကြီးတယ်အဲ့ဒီအဝင်တစ်နှစ်မှာကောင်းမှရှေ့လာမဲ့နှစ်တွေသူ့ခံလို့ခေါ်တဲ့စီးပွားတက်မဲ့နှစ်နော်ပဒန္တာလို့ခေါ်တဲ့အချွေရံတွေပေါင်းပြပြီးတော့အလှူတန်းတွေလောက်ရတဲ့နှစ်အိမ်ပြင်အိမ်ဆောက်ရတဲ့နှစ်တွေလာဘောလို့ခေါ်တဲ့ငွေတွေထုတ်တဲ့နေဝင်တဲ့ချဲပေါက်တာမျိုးတွေတချို့ရင်ထိပေါက်တာမျိုးတွေတစ်တစ်နှစ်တွေမှာကောင်းကျိုးတွေရရှိမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆိုတာတနင်္ဂနွေသားသမီးတွေနဲ့ရာတော့လို့ခေါ်တဲ့ရာဟုတက်ရောက် ကြောက်တဲ့အသက်ပိုင်းခြားတွေကိုကျွန်တော်တွေနဲ့ပြောပြပေးမှာဖြစ်ပါတယ်။အဲတနေ့ဦးလေးသားသမီးတွေယာဟူတက်ရောက်ကတော့အသက်ဒါငယ်စင်မှာတော့သိမသိတာဘူးနော်အသက်ကျွန်တော်တို့ဒါ23ဝါစပြောမယ်23နှစ်31နှစ်39 49 55 63 81နှစ်89နှစ်89နှစ်အားရယာဟူတက်ရောက်လို့ခေါ်တယ်ဘဝတစ်တပြန်ဆရတယ်ဒီနေရာမှာတစ်ချက်တည်းထားမှာတနေ့ဦးလေးသားသမီးတွေနဲ့ယာဟူတက်ရောက်ကဘဝတစ်ပြန်ဆရတယ်ဆိုပုံမဲ့ တနေ့ဦးလေသားသည်တမီတစ်ကျွင်းပေါ့နော်မဟာဘုမြန်မာမိမိရဲ့မြန်မာဝိသက်ခွေကိုခုနှစ်နဲ့စားလိုက်တော့တစ်ကျွင်းနေပြီးတွက်ကြတော့သူထင်းတလောမကောင်းမြန်အောင်နော်တမီဦးသားဘဝအစ်စ်ပြန်စားမယ်ဘဝစကောင်းမယ်တိုးတော့တနေ့ဦးလေသားသမီးလေးနဲ့ဟာဒီရာဟုတက်ရောက်ကနေဘဝအစ်စ်ပြန်စားမယ်ဆိုရင်အသက်32နှစ်တို့39 49တို့ကျတော့သူဘုံမီလေးသွားကြရနေတယ်ဘုံမီဂျိုရီထဲမှာသွားကြရတယ်အဲ့တော့100%ကောင်းနေတာမျိုးတော့မဟုတ်ဘူးနော်အဲ့တော့တခြားနေသားသမီးတွေပြကြရင်တော့ဒီရာဟုတက်ရောက်ကကောင်းနိုင်တယ် နော်ကောင်းကျိုးတွေရနိုင်လေရောက်တဲ့ရောက်ရတဲ့ဟိုကအကုန်လုံးကောင်းတယ်နော်အဲ့မဲ့တခုတည်းဒါပါရောက်တဲ့ရောက်တဲ့ရောက်ရောက်လာရင်လှရင်ပကျင်လာအသက်ကြီးတဲ့သူတွေတောင်မှပဲလှရင်ပကျင်လာတယ်အလှတွေပြင်လာတယ်အဲ့တော့ဘဝတည်ပြန်ဆတဲ့နှစ်တိတ်ကျွင်းတင်းတွေတွေကြတော့ထင်တော့မကောင်းသို့တော့အသက်37 39 49ကျတော့လေတော့ဘုံမီကြီးထဲမှာပဲရှိနေတယ်တကယ်အဲ့တော့100%တရားခိုင်တော့မကောင်းသေးဘူးလို့ဆိုလိုင်းဖြစ်ပါတယ်အဲ့ဒီကနေကြော်ဖြတ်သွားတဲ့ခါမှာ နောက်ရှေ့မှာကျတော့တောက်ကြတက်ရောက်စီးပွားတက်မယ်နဲ့စီးပွားရေးတွေတက်မယ်ဥမာငွေတွေစုမိမယ်အမြေတွေဝယ်တာမျိုးတွေနော်အလုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေလုပ်ငန်းတွေအဆင်ပြေလာတာမျိုးတွေကြုံတွေ့ရတဲ့တစ်နှစ်ကတောက်ကြတက်ရောက်လို့ခေါ်ပါတယ်အဲတောက်ကြတက်ရောက်ထဲမှာကျတော့တစ်ချက်တတိထားပါတော့အာဒူဘိုင်းသွားလို့မရအောင်နားရေးသွားလို့မရအောင်သွားမိရင်လည်းရေရေပြုတ်လို့ရတယ်အဲသွားမိတယ်ဆိုရင်ဒီခါလေးကြာအဲ့လိုကြောက် ရောက်တက်ရောက်ကအကျော်ပေါ့နော်တောက်ကြတက်ရောက်တက်ရောက်လာရင်ဒါဆွေမျိုးသားချင်းတွေထဲမှာဓာရီကိစ္စတွေတက်တက်ဆန်ဆန်ပေါ်ပေါက်တက်တက်သွားမိရင်လည်းလက်တွေပိတ်ကမ်းနေညံ့သွားတက်တက်အဲ့ဒီတနေ့ဝင်သားတို့ပြတောက်ကြတက်ရောက်ကြားရောက်တက်တက်အသက်ပိုင်းခြားတွေကတော့အသက်16နှစ်เนาะ24 32နှစ်40 48 56 64 92နှစ်80 88နှစ် အဲ့ဒီနှစ်ကတော့တနေ့ဦးလေသားသမီးတွေတာအကောင်းဆုံးလို့ပြောလို့ရတယ်เนาะအကောင်းလေးနေတဲ့မှာကြံခဲ့တဲ့ဒီရာဟုတက်ရောက်ကထဲသလောက်မကောင်းဘူးခုနပထမပြောတဲ့ရာဟုတက်အခုဒုတိယပြောတဲ့ဒီတောက်ကြတက်ရောက်ကဒါတုခံဒုက္ခเนาะချမ်းသာဒုက္ခတွေရရှိတတ်တယ်စီးပွားတတ်မယ်ဆိုတဲ့နှစ်အဲ့ဒီနှစ်တွေကဒီနှစ်ကတော့ပိုကောင်းတယ်ဒီသပိုင်းရှားလေးတွေကိုအဲတစ်ချက်သတိထားမှာ ဖြစ်ပါတယ်အဲ့တော့နာယီတွေပါတွေမဝယ်တင်ဘူးတောက်ကြတက်ရောက်ထဲရောက်လာရင်နာယီတွေမသွားတင်ဘူးသွားမိတယ်ဆိုလို့ရှိရင်ဒိုက်တလွန်ဂိုင်းလက်တန်းလုံးလောက်ကိုလက်ညှိုးလုံးလောက်ပဲဖြစ် ဒါမိမိလက်နဲ့တထောင်တိုင်းပြီးတော့အိမ်နောက်ဖေးမှာ6နဲ့နင်းချိုးပါတယ်ငါဒန်နင်ခံလို့ပြောရပါတယ်အဲ့တော့စီးပွားတွေတက်မယ်လုံးသမားကင်သမားတွေမြေတွေဝင်တာမျိုးတွေဆက်ပစ္စည်းတွေဝင်တာမျိုးတွေဖြစ်တတ်တယ်အခုတတိယမှာအိုက်နစ်တွေရောက်လာရင်စနေသားသမီးတွေပုံတူသားသမီးတွေကြောင့်စိတ်ညစ်ရတဲ့နှစ်မျိုးဖြစ်ပါတယ်အဲ့တော့စနေနံနဲ့အစဗုဒ္ဓဘုဆုံးဗုဒ္ဓနံနဲ့အစစနေဆုံးအဲ့ဒီနေ့နံတွေကြောင်းစိတ်နှောက်ရှက်လေးတော့ဖြစ်တတ်တယ်အဲ့ဒီနေ့ထဲရောက်လာရင်အញ្ញမ်းအခိုက်တွေဖြစ်နေတယ်ဆိုရင်တောက်ကြတက်ရောက်ကိုပြောနေတာနော် ဒီတပိုင်းချောက်ကြောက်ရောက်နေအဲ့ရရွှေအေးလေးကမယ်ဆင်းရဲနှွမ်းပါတဲ့သူတို့ခီးစိတ်ထောက်ပံ့ပေးရတယ်မြမာပြီတစ်ပတ်ခီးမြမာပြီတစ်ပတ်ဖရားဘုခီးတွေပါထွက်ကြတယ်နော်အင်္ဂါနေ့မှာစီထမင်းငါးဘွယ်ဖရားမှာကတ်လူပါမှာဖြစ်ပါတယ်ဒါပေမဲ့အုံးဒီမထက်ရအောင်နော်နောက်ကြာတာပရင်းနေ့ကြာတာပရင်းတော့မှာမုတ်စိမ်းပေါင်းသုံးပကံလှူတန်းရပါတယ်ဒါကတောက်ကြတဲ့ရောက်အဲ့တော့ရာဟုတက်ရောက်မှာကရောမြပါတော့တနေ့ဦးလေသာသမီးတွေအရေးကြီးဆုံးကတော့အဲ့31ပဲ 39ရယ်49ရယ်အဲ့ဒီနေ့ထဲရောက်လာရင်သူဘာကိန်းလဲဆိုတော့ဘုံကြီးကြီးပုံစံမျိုးနော်အဲ့ဒီနေ့ကြာရောက်လာတော့နိုင်ပစ္စည်းဥစ္စာတွေအကုန်ကြတယ်များတတယ်နော်ဂုံတိတ်ခါထိကြိုက်တာမျိုးတွေဖြစ်တတ်တယ်အော်ရင်းနှီးတဲ့ဆွေမျိုးသားချင်းတွေစုံတိတ်ဆုံးတာမျိုးတွေဖြစ်တတ်တယ်အိုးအိမ်တွေကထိုင်ခင်းကိစ္စတွေခက်ခဲတွေကြုံတတ်တယ်ခုန31တကယ်တမန်သားသမီး31 39 49လူတိုင်းကိုဆိုလိုတာမဟုတ်ဘူးနော်အဖြစ်များတယ်လို့ပြောတာနော်လူ၁၀ယောက်ရှိလို့တမန်သားသမီး၁၀ယောက်ရှိလို့၁၀ယောက်လုံးဖြစ်မယ်လို့ပြောတာမဟုတ်ဘူးနော် အဲ့တော့မဖြစ်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်ကိုကိုယ်တိုင်စီးပွားရေးတက်တယ်အဆင်ပြေတယ်ဆိုရင်မိသားစုဆွေမျိုးတာချင်းတွေမှာနာရေးကိစ္စတွေပါတယ်ပေါပေါက်တက်တယ်ဒီတစ်ချက်တော့သတိထားရမှာเนาะအဲ့တော့ဒီလိုအញ្ញန်းခိုက်တွေအဲ့လိုတမျိုးဝင်သားသမီး38 39 40ခုအញ្ញန်းခိုက်တွေပြေပြောက်ချင်ရင်ရိတ်တာတစ်ခုခုသွားပြီးအ ਨੇ ဆုံး46ရက်တရားစခန်းဝင်တဲ့နဲ့เนาะအ ਨੇ ဆုံးတော့တစ်ပတ်ပေါ့တစ်ပတ်ဝင်လဲရတယ်46ရက်ဝင်လဲရတယ်အဲ့ဒီလိုပဲအဲ့ဒီ38 39 40ခုကြာရောက်နေရင်တမျိုးဝင်သားသမီးမြို့သူမဆူ ဗုဒ္ဓဘုရားညနေမှာဗုဒ္ဓဘုရားညနေ3နာရီလောက်မှာဖះရရှင်ရှိမှာသပွဲလေးတစ်ခုခင်းမယ်ခင်းပြီးတဲ့အခါမှာအဲ့သပွဲဘွဲပေါ်မှာဖန်ကွက်လေးတစ်လုံးတင်မယ်အဲ့ဖန်ကွက်ထဲမှာကဒတ်ညွတ်ကဒတ်ညွတ်ခုနှစ်ညွတ်ထည့်ပြီးတော့ဘေးဥပဒ်တွေကင်းဝေးစေဖို့အတွက်ကိုဆူတောင်းရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီဒီရောက်တက်ရောက်ပေါ့နော်ပထမအခု31 39 40ခုမှာရောက်တက်ရောက်ထဲမှာကြာရောက်နေပြီဆိုလို့ရှိရင် ဈေးရီတစုစုကိုတွားပြီးတော့ရက်အဖြူအောင်တက်စေလှူဒန်းရမှာဖြစ်ပါတယ်ရေတက်စေလှူဒန်းရမယ်နောက်ရုပ်ပွားတော့ဖရာစင်းလူတော့ရုပ်ပွားတော့ရှင်ဘတ်တော်မှာရွှေပြားစတဲ့ပြားချပြီးတော့လှူဒန်းရမှာဖြစ်ပါတယ်နောက်လောကဝိလူဆိုတော့ဂုံတော်ကိုအတိတ်ကံပတိစိတ်ပေးရမှာဖြစ်ပါတယ်နောက်ရွှေထီးနှစ်လက်ကိုဘုရုဟုတော့မှာချက်ချေခတ်ပြီးတော့လှူဒန်းရမှာဖြစ်ပါတယ်နောက်ကြာပန်းအဖြူအောင်လှူရမှာဖြစ်ပါတယ်နောက်အဲ့ဒီလိုလှူလိုက်မယ်ဆိုရင်ခုနကဒီ31 39 40ခုအညံ့နေဘုံမီကြီးအညံ့နေပြေပောက်တော့မှာဖြစ်ပါတယ် အော်ထပ်မှပြီးတော့ဒီတနေ့ဦးလေးတက်ရောက်ခွာပါဘောနော်အိမ်ပြင်ရတဲ့နှစ်တွေအိမ်ဆောက်ရတဲ့နှစ်တွေအိုးပိုင်အိမ်ပိုင်ရတဲ့နှစ်တွေဒါပေမဲ့တစ်ချက်သတိထားမှာကတောက်ကြတက်ရောက်နော်တောက်ကြတက်ရောက်မှာကတုံးကျွင်းနေကြတော့အနေငယ်ညံ့ခိုက်ရှိတယ်နော်တောက်ကြတက်ရောက်ကအဟောင်းအကောင်းလို့ပြောတယ်ခုနအသက်16နှစ်24 30နှစ်40 48 56 60 90 80 88နှစ်ကတောက်ကြတက်ရောက်တို့တော့မိမိရဲ့မြမအကောင်းနဲ့ဆိုပေမဲ့ညံ့တက်တဲ့တနင်္ဂနွေတွေရှိတယ်တနင်္ဂနွေတွေမှာတော့နော် သုံးကျွန်းတနေကုန်တယ်မိမိရဲ့မြန်မာမူတက်ကလေးကိုခုနှစ်နဲ့စားလို့သုံးကျွန်းနေကြတော့အဲ့လို100% 100ခိုင်လုံးတော့လေကောင်းခြင်းမှာကောင်းတော့မယ်အញ្ញမ်းခိုက်တယ်လေကြုံတွေ့တယ်သူကအဲ့ဒါကြောင့်မရဏတက်ရောက်ကြတယ်မဟာဘုတ်ကမရဏကျိုးတက်ရောက်ဖြစ်နေတဲ့ကြောင့်နောက်တစ်ချက်ကအဲ့ဒီနှစ်ထဲမှာဗုဒ္ဓဘူးနဲ့စနေနိုင်မနဲ့ပေးထားတဲ့တနေကုန်တွေသာသမီဆိုရင်တော့အញ្ញမ်းခိုက်ဖြစ်တယ်မိပြမိတယ်ခေါ်တဲ့နာမည်ဒါပေမဲ့အဲ့ဒါကတော့ခဲရင်ပါလေရှားတယ်နော်တနေကုန်တွေသာသမီကိုဗုဒ္ဓဘူးနဲ့စနေနိုင်နဲ့တွဲမယ်တယ်ဆိုတာခဲရင်ပါလေအများသောအားဖြင့်အဲ့လိုမမဲ့ကြဘူး ဖြစ်တဲ့တာမိမိရဲ့မြန်မာဝိသကရေကိုခုနှစ်တက်စားလို့၃ကျွေးနဲ့တနင်္ဂနွေပြည်ဆိုရင်တော့အဲ့လိုအញ្ញန့်ခိုက်က100ခိုင်နှုန်းအကောင်းက100ခိုင်နှုန်းရရှိဖို့မလွယ်ဘူးလို့ပြောချင်ဖြစ်ပါတယ်အဲ့တော့ထပ်မံပြီးတော့တောက်ကြတက်ရောက်ပြီးကြကမှာတနင်္ဂနွေတက်ရောက်အញ្ញန့်ကောင်းတဲ့နေ့တူအိမ်ပြင်ခုနအိမ်ဆောက်ရတော့အိမ်ပြင်လာလို့နော်အလူတန်းတွေလောက်တာလို့ဖြူရန်တင်းပြီးယာရုတက်တာတွေလာတာတူတာမျိုးတွေဖြစ်တဲ့တဲ့နေ့အဲ့ဒီနေ့တရားကြတော့အသက်၁၇၂၅နော်33 41 49 59 63 83 87 89 ဲ့ဒီနှစ်တည်းကတနည်းဝေတက်ရောက်ဖြစ်တဲ့အတွက်အလူတန်းတွေလောက်ရတဲ့အိုးပိုင်ပိုင်မရှိသေးအိုးပိုင်ပိုင်တွေရလာတဲ့စီးပွားရေးတွေလုပ်ငန်းတွေတိုးတက်လာတဲ့ရွှေတွေပစ္စည်းတွေဝင်တက်တယ်အဓိကကပြောချင်တာကတော့အစတက်ရအဆင်ပြေပြီးတော့အကောင်လောကရန်တွေတွေ့ကြုံခံစားရမယ်နှစ်မျိုးပြောတာဖြစ်ပါတယ်တိုးတော့တနည်းဝေသားသမီးတွေထဲမှာမှာတစ်ချက်တည်းမှာငါးကျွင်းတနည်းဝေတွေတွေ့ကြတော့ထင်သလောက်အဲ့ဒီလောက်အပြည့်အဝဒီအခုဟောတဲ့အဟောတွေအပြည့်အဝရရှိဖို့မလွယ်ပါဘူးအဲ့ဒါကတော့မိမိရဲ့မြန်မာမွေးတက်ခွင့်ကိုခုနှစ်နဲ့စားလိုက်လို့ငါးကျွင်းသွားရင်တော့တနည်းဝေတွေတက်ရောက်ဒီအကောင်ဖြစ်တယ်တိုးတော့ ။ဘာဘုံမှာကွတနေ့ဘုံလည်းမလန်သားရှိနေတယ်တော့အဲ့တော့ထင်းတလောင်းမကောင်းတာမျိုးတွေတွေ့ကြုံခံစားရတဲ့တည်းနောက်တစ်ချက်ကဒီတပိုင်းရှောက်ရောက်နေတယ်တနေ့ဘုံတက်ရောက်ဆိုမှာနာမည်ဟိုတနေ့ဘုံလေးဆိုတာစတာပေးဆုံးပေးထားရင်လည်းထင်းတလောင်းအကောင်းကျိုးတွေခံစားဖို့မလွယ်ပါဘူး။အဲ့တော့ပြောချင်တာကတော့အကောင်းကျိုးတွေအပြည့်အဝမရရှိနိုင်ဘူးလို့ပြောတာဖြစ်ပါတယ်။ဥပမာဒီတနေ့ဘုံတက်ရောက်တဲ့မှာနာမည်ဟိုအောင်မင်းလို့အေးမင်းလို့အောင်မျိုးလို့အားနဲ့စပြီးတော့ ပပမမနဲ့အဆုံးမဲ့ထားတဲ့တင်းတွေနာမည်ပိုင်ရှင်တွေကြတော့အခုပြောတဲ့အကောင်းကျိုးတွေကပြေဝါရရှိဖို့ခဲရင်ပါလိမ့်မယ်။အဲထပ်မပြီးတော့အကောင်းဆုံးပေါ့နော်အဲ့လိုငွေတွေရတယ်ဖြီးဖြီးပေါက်တယ်တချို့ဆိုငွေတွေခဏခဏဝင်နေတာတချို့ဆိုချဲတွေထားပေါက်တယ်အဲ့လိုနှစ်မျိုးတွေကြတော့တင်းတွေသားသမီးတွေနဲ့ချဲပေါက်ထိပေါက်တဲ့နှစ်အသက်ပိုင်းခြားကအသက်10နှစ်16နှစ်26နှစ်34 40နှစ်50 58 66 84 82နှစ်90 98 အဲ့ဒီနှစ်ထဲမှာကြာရောက်နေတဲ့တနည်းဦးလေသားသူတွေကြတော့ငွေတွေအလုံးကြီးနဲ့ဝင်တက်တယ်ထီထိုးတင်တယ်နော်ထီတယ်နှစ်ကနန်းခေါ်ကနန်းနှစ်ပူးခုန်ပူးလို့ထိုးတယ်အဲ့တနည်းလာတက်ရောက်လို့ခေါ်တယ်သူလာပေါ်ပတ်စံတွေရရမှာသူတို့ချဲတွေပေါက်တယ်အဲ့ကြောင့်အနေချင်းတွတ်လောက်ရလို့ရှိရင်အဲ့ဒီပတ်စံတွေကိုမတုံးမဲ့နဲ့လှူဒန်းလိုက်တာပို့ပြီးကောင်းတယ်နော်အဲ့ဒီတပိုင်းရရောက်နေလို့ထီတွေပေါက်တယ်ချဲတွေပေါက်တယ်ဆိုရင်မြေပြားစစပေါက်ရင်တော့ပူကောင်းတာပေါ့နော်အဲ့မဲ့အနေချင်းလေးပေါက်တယ်ဆိုရင်တော့အမိအနေနဲ့ကသတိလှူဒန်းရမယ်အဲ့ထက်ရမယ် တစ်ချက်တည်းထားမှာအဲ့ဒီမြေထဲကိုရောက်နေတယ်တနင်္ဂနွေသားသမီးတွေကတနင်္ဂနွေစာဗုဒ္ဓနာမည်နဲ့အဆုံးမှာအောင်ဝင်းလို့အေးဝင်းလို့အေးလိုင်းလို့နော်အေးရွှေလို့အဲ့လိုအားနဲ့စပြီးတော့ရလာဝါနဲ့ဆုံးတယ်ဗုဒ္ဓတနင်္ဂနွေနာမည်စာဗုဒ္ဓအဆုံးပဲဖြစ်နော်ဗုဒ္ဓနာမည်နဲ့စပြီးတနင်္ဂနွေအဆုံးပဲဖြစ်အဲ့ဒီအတွဲနာမည်မှဲ့ထားရင်တော့အခုတနင်္ဂနွေတည့်ရောပောင်းကျိုးတွေကအပြည့်ဝခံစားရဖို့ခက်ခဲပါလိမ့်မယ်အဲ့တော့သူကတရားခိုင်တော့ကောင်းဖို့မရှိဘူးပေါ့နော်ကျန်တဲ့နာမည်ပိုင်ရှင်တွေကြတော့ကောင်းတယ် နောက်တစ်ချက်ကအဲ့ဒီတပိုင်းချမ်းမှာကြာအောင်တနေ့နာတဲ့အောင်ကြာရအောင်လေတနေ့လို့သားသမီးတွေနေနေကမဟာဘုတ်6ကျွင်းနေနေနေရလေအញ្ញံခိုက်ဂျုံတွတ်တဲ့အញ្ញံခိုက်ဖြစ်ပေါ်တတ်တယ်ဟိုမှာသူများတွေကတော့ကောင်းတယ်ကိုကတော့ကောင်းနေမှာကောင်းပါပေါ့နော်အဲ့ဒီတနေ့လို့သားသမီးတွေကတော့မဟာဘုတ်6ကျွင်းမိမိရဲ့မြန်မာမွေးတပ်ပရိကခုနှစ်နဲ့စားလိုက်လို့6ကျွင်းတဲ့သူတွေနေနေရဒီတနေ့နာတက်ရအောင်အခုပြောတဲ့ထီပေါင်းမဲ့နှစ်တွေငွေရမဲ့နှစ်တွေမှာသူတို့ဗျောင်းမြတ်ဖြစ်သွားတတ်တယ်ငွေတွေကုန်နေတာမျိုးတွေငွေတွေထွက်နေတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့အဲ့ဒီတနေ့နာတက်ရောက်ထဲရောက်လာရင်အလောက်ကိုင်းနေအစီအပြေနေဆိုရင် ိမိရဲ့အင်းကြီးတစ်ထည်သပင်ခြေသေးလက်သေးကိုဘုံမိတောင်းဘုံမိရဲ့ဖြစ်တဲ့ဘုံလူဦးတောင်းမှာသွားဆွန့်ပြီးတော့သွားဆွန့်ပြရမှာဖြစ်ပါတယ်အဲ့ဒီနေ့ထဲမှာလောက်ရမယ့်တင်းနေတဲ့တဲရောရဲ့ရေရာကတော့အမွေးနဲ့သားနဲ့တင်းနေတာတောင်းဖျားဆင်းလို့တော်ကိုတင်းနေတာတောင်းမှာရှိတဲ့ဂျိုတိုင်းဖျားဆင်းလို့တော်ကိုတင်းနေတာနေမှာအမွေးနဲ့သားနဲ့ရေတက်ပေးရမှာဖြစ်ပါတယ်အော်ကြာပန်းက2ပွင့်တစ္ဆပန်းက6ပွင့်ကိုလည်းအဲ့ဖျားမှာကတ်လူအောင်မှာဖြစ်ပါတယ်နောက်နဂယုံဖျားမှာထန်းလျက်ခဲဆက်တခဲကိုစက်ကုကတော်နဲ့ထည့်ပြီးတော့ကတ်လူပူဇော်ရမှာဖြစ်ပါတယ် အဲ့လိုလုပ်လိုက်မှဆိုရင်တင်းတာတက်ရောက်ကွနအញ្ញံခိုက်မရဏနှစ်ကြုံနေတာလို့နာမည်နှိပ်ပြမိနေတဲ့သူတွေကလည်းကောင်းလာမှာကံတွေကောင်းလာမှာဖြစ်ပါတယ်ဒါကတော့အကောင်းလောကဓာတ်၄နှစ်ကိုကျွန်တော်တို့ပြောပြပေးတာဖြစ်ပါတယ်